thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ရန်ကုန်မန္တလေးလမ်းဟောင်းကစစ်ကောင်စီစခန်းတွေပါကြောင်းအထည်နာနေတာလဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘကိုးတိုင်းရှိပိုင်းရန်ကုန်မန္တလေးလမ်းဟောင်းမှာစစ်ကောင်စီရဲ့ကင်းစခန်းတွေကိုစစ်တောင်းမြေဝံမှာအခြေစိုက်တဲ့မြို့သားညီညွတ်ရေးအစိုးရ NUG လောက်ကကြည်သူကာကွယ်တပ် PDF တွေကစွန်လ24ရက်ညပိုင်းမှာစီးနင်းတိုက်ခိုက်ခဲ့ပြီးစစ်တပ်အတွက်ထိခိုက်ဆုံးရှုံးမှုတွေကြောင့်တွေ့ခဲ့ရပါတယ်ဘကိုးတိုင်းရှိပိုင်းရန်ကုန်မန္တလေးလမ်းဟောင်းမှာစစ်ကောင်စီရဲ့ကင်းစခန်းတွေကိုစစ်တောင်းမြေဝံမှာအခြေ င်ဆိုင်တဲ့မျိုးသားညီညွတ်ရေးအစိုးရ NUG လောက်ကပြည်သူ့ကာကွယ်တပ် PDF တွေကဇွန်လ24ရက်ညပိုင်းမှာစီးနင်းတိုက်ခိုက်ခဲ့ပြီးစစ်တပ်အတွက်ထိခိုက်ဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရပါတယ်။အဆိုပါညတိုက်ပွဲမှာ PDF တွေကကင်းစကန်ခုနှစ်ခုကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးကျန်တဲ့ခုကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ထို့တူဇွန်လ26ရက်နေ့ကလည်းပဲခူးတိုင်းကြောင်ကြီးမြို့နယ်အတွင်းစစ်ကောင်စီစစ်တောင်းကို KNU နဲ့ PDF တို့ကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတုံ့ပန်း20ကျော်ကိုဖမ်းဆီးခဲ့ပါတယ်။ စစ်စင်တိုက်ခိုက်မှုကိုပဲခူးတိုင်းချင်းဆိုင် PDM များနဲ့ကရင်မျိုးသားစီယုံကရင်ယူတပ်မှ3လောက်ခန့်တပ်ဖွဲ့ဝင်တွေကပူးပေါင်းစစ်စင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းရှိစစ်ကောင်စီစခန်းများစီးနှင်းမင်းရှို့ခံရပြီးတပ်ဖွဲ့ဝင်များဖမ်းခံရတဲ့အကြောင်းရင်းကစိတ်ဝင်စားပွဲမိကွန်းထောက်မဲ့ကိစ္စဖြစ်ပြီး PDM များအတွက်စစ်တောင်းမြေဝမ်းမှာတိုးတက်လာတဲ့စီးရင်အောင်ပွဲလေးဖြစ်ပါတယ်။ပူးပေါင်းစစ်စင်တိုက်ခိုက်ခြင်းပဲခူးတိုင်းရှိပိုင်းမှာရန်ကုန်မန္တလေးအမြန်လမ်းနဲ့ရန်ကုန်မန္တလေးအမှတ်နဲ့လမ်းလို့ခေါ်တဲ့လမ်းဟောင်းရှိပြီးလမ်းဟောင်းရဲ့အရှိတ်ဘက်9မိုင်ကန်အကွာမှာစစ်တောင်းမြေရှိပါတယ်။ ဲ့ PDF တွေကလမ်းဟောင်းနဲ့စစ်တမ်းမြစ်တင်ကြားမှာအခြေဆိုင်လှုပ်ရှားကြပြီးစစ်တမ်းမြစ်ရှိဘက်ကျမ်းမှာ KNU တပ်မတော်ကအဓိကစုံမထားပါတယ် PDF နဲ့ KNU ကရန်ကုန်မန္တလေးလမ်းဟောင်းရှိတိုးချဲ့စီးရေးလှုပ်ရှားလာနေတာဖြစ်ကြောင်းမကြသေးမီကဖြစ်သွားတဲ့ပူရဲတိုက်ခိုက်မှုကတက်တည်ပြနေပါတယ် PDF နဲ့ KNU ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတဲ့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်စခန်းတွေမှာဇေယဝတီမျိုးပေါ်ဘူတာနီရှိစစ်စခန်းဇေယဝတီတကြားဆက်တတိကုန်းရွာတော်ဝိရွာဖျားကြီးရွာမြောက်ကုန်းတဲနဲ့တာယာကုန်းရွာရှိစစ်စခန်းတို့ဖြစ်ကြောင်း NU ယူဂျီရဲ့အမှတ်နဲ့စစ်တေတာခွင့်လောက်ခံ PDF နဲ့နီးစပ်တဲ့စီးရီးသတင်းရင်းမြစ်တွေကပြောပါရယ်တော်ပြီးရွာကညောင်လေးပင်မြို့နယ်မှာအကျုံးဝင်ပြီးမြောက်ကုန်းတဲကဖြူမြို့နယ်မှာပါဝင်ပါတယ်တတိယကုန်းဖျားကြီးကုန်းနဲ့တာယာကုန်းတို့မှာကြောက်ကားမြို့နယ်မှာပါဝင်ပါတယ်စကန်ခုနှစ်ခုစလုံးက ရန်ကုန်မန္တလေးလမ်းဟောင်းဖြတ်တန်းရရွာတွေမှာအများစုရှိပါတယ်။အမှန်နဲ့စစ်ဒေသကွယ်လောက်ကပီဒီအန်နဲ့နှိစက်တဲ့တရင်ရင်မြကတော်ဝိရဲ့တရေကုန်းရဲ့ဖျားကြီးကုန်းရဲ့ဇေယဝတီဘူတာရဲကတော့စကန်းကြီးတွေပဲ။အဲ့ဒီစကန်းတွေကိုဝင်တိုက်တဲ့ရန်သူကိုချိန်မုံနဲ့တချို့ရန်သူမိတာလည်းရှိတယ်၊ထွက်ပြေးတာလည်းရှိတယ်၊ကြာဆုံးတာလည်းရှိတယ်။စကန်းကနေပြစ်စည်းရသလောက်ယူရဲမိရှို့ဖြစ်စည်းတဲ့ပြန်ဆွန့်ခွာရလို့ဆိုပါတယ်။စစ်စကန်းတွေကိုစီးနေနိုင်တော့လဲစကန်းကိုဆက်လက်ထိန်းသိမ်းတက်ဆွဲဖို့အဆင်မပြေတဲ့အတွက်ဖြတ်စည်းပြီးပြန်လည်ဆွတ်ခွာလာကြအောင်ပီဒီအန်တရင်ရင်မြတ ချို့စီကတည်ရပါတယ်ကျွန်တော်တို့ထိုင်လို့မရဘူးထိုင်ရင်လည်းဒီထက်အင်အားများလာတယ်မရရအောင်ပြန်တိုးလာနိုင်တဲ့ဒီလိုအခြေအနေရှိတယ်လို့ PDF စင်ရေးတရင်ရင်းမြစ်တွေကပြောပါတယ် NUG ကကွင်းဝင်ကြီးဌာနရဲ့တောင်ပိုင်းတိုင်းအမှတ်နှစ်စစ်ဒေတာကွဲမှုဦးတင်ဦးကလည်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစက္ကန်းခုနှစ်ခုတက်မနေကိုတပြိုင်နက်တည်းဝင်တိုက်ကြပါတယ်2025ခုနှစ်မှာဒုတိယကြိမ်လှုပ်ဆောင်တဲ့ပူးပေါင်းစစ်စင်ရေးဖြစ်ကြောင်းတရင်ဌာနကိုပြောပါတယ်ပထမဆုံးပူးပေါင်းတိုက်ခိုက်မှုကို2025ခုနှစ်ဖေဖော်ဝါရီ25ရက်ညအချိန်မှာဖြူးမြို့နယ်နဲ့ကြောက်ကားမြို့နယ်ရှိ င်းရန်ကုန်မန္တလေးကာလန်နီကရွာတွေမှာ PDF နဲ့ KNU ပူးပေါင်းတပ်တွေကဖော်ဆောင်ခဲ့ပါတယ်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ရှင်းဦးတည်ဆောင်ပြီးနှုတ်ဦးတရားရရှိက PDF တွေကတအုပ်တည်ကြောင်း MNS စစ်တေသာကွင်းရထုတ်ပြန်ကြမ်းရသိရပါတယ် ဇွန်လ24ရက်နေ့ညကဖော်ဆောင်တဲ့ဒုတိယကြိမ်တိုက်ပွဲမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မင်းတင်ဆောင်ပြီးအများအပြားထိခိုက်ဒဏ်ရာရပြီးရဲအုပ်တုံးပါဝင်73မှ3ဦးရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။တိုက်ပွဲအတွင်းတော်လိုင်းပူပေါင်းတပ်ဘက်ကရဲဘော်တုံးတွေပြီး9ဦးဒဏ်ရာရကြောင်း NUG ကဝင်ဝင်ကြီးဌာနရဲ့ဇွန်လ25ရက်ထုတ်ပြန်ကြေညာသိရပါတယ်။ PDF ကရန်ကုန်မန္တလေးလမ်းဟောင်းမှာဒုတိယကြိမ်တိုက်စစ်ဆင်နေစဉ်မှာပဲစစ်ကောင်စီတပ်ဘက်ကလည်းဇွန်လ26ရက်မှာအင်အားနေရာနဲ့နတ်တန်ကွင်းကြောက်ကြီးကလန်းကိုပြန်ထိန်းချုပ်နိုင်ဖို့ကြောက်ကြီးမြို့နယ်မှာစစ ကြောင်းထုတ်လာပါတယ်။အဲ့ဒီစစ်ကြောင်းကို PDF ယူဟာ25ကုတ်ကဲမုံအောင်ရှိတန်ရင်3900နဲ့အထူးကော်မန်ဒိုတန်ရင် Spring Warrior Colonel နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တန်ရင်ရှေ့တန်ရင်ကိုရုပ်ပူပေါင်းပြီးတိုက်ခိုက်ခဲ့ရာ9ဦးသေပြီးစစ်တုံးမှ22ဦးဖမ်းမိပါတယ်။ လက်နက်မျိုးစုံ28လက်နက်ခင်းရံများအခြားစစ်တုံးပစ္စည်းအများများကိုလည်းတင်ဆက်ရရှိခဲ့ကြောင်း PDF သတင်းရင်းမြစ်အချို့ထံမှသိရပါဗျာတိုင်ပွဲကော်ပြူဟာ24နဂနီစစ်ကြောင်းအာလမကတရင်အမတ်3503တရင်ဖြူပါကဖားဖြူဟာ25အမတ်3002တရင်စပရင်ဝါရီယာကော်လန် KNL တရင်ကိုဖြူဟာ26လက်အောက်ခံတော်ဝင်တောင်းတရင်တော်ကြီးကန်တရင်တို့ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း NUG ကဝေးဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှပါရှိပါဗျာတိုင်ပွဲမှာတော်လိုင်းတက်တီဘက်ကစစ်ကောင်စီတပ်ကိုအထိနာစေတဲ့ထိတိုက်နိုင်ခြင်းကစိ ိတ်တက်ရင်ရကြောင်းဖြစ်ကြောင်း NUG တောင်ပိုင်းတိုင်းအမှတ်နှစ်စစ်ဒေသခွဲမှုဦးတင်ဦးကပြောပါရယ်၎င်းကတိုက်ပွဲတွေနိုင်ခြင်းရှုံးခြင်းကတော့အဓိကစိတ်တက်ပေါ်မှာမူတည်ရဲလို့ဆိုပါရယ်အကြောင်းရင်း၄ချက်ကတော့စစ်တောင်းမြေခြေဆိုင် PDF များနဲ့နှိဆက်တဲ့စစ်ရေးတရင်အရင်မြစ်ကတော့စစ်ကောင်စီတပ်များအထိနာတဲ့အကြောင်းရင်း၄ချက်ရှိရဲလို့ဆိုပါရယ်၎င်းတို့မှာတင့်စုပေါင်းဆက်ပေါင်းဖွဲ့ပြီးစကန်းထိုင်နေခြင်းနှင့်အချင်းချင်းယုံကြည်မှုနဲ့ရဲဘော်ရဲဘက်စိတ်မရှိခြင်း၃လက်နက်ခရင်ရရှိမှုနှဲပါခြင်းနဲ့ လင်းအပြန်အလှန်ကူညီမှုမရှိခြင်းတို့ဖြစ်ကြောင်း PDF နဲ့နှိဆက်တဲ့စီရေးတရင်ရင်းမြစ်တွေကရှင်းပြပါရစေစစ်စကန်နေမှာစစ်ကောင်စီတပ်အတွက်အမာခံတိုင်းမဲ့တန်နေစစ်သားတွေမှာဆယ်ဦးခန့်သာရှိပြီးအများစုမှာပြူစောတိများရှင်းများနဲ့ပြည်သူစစ်မှုရန်ဖြင့်စုဆောင်းခံရသူများများနေကြောင်း PDF စီရေးတရင်ရင်းမြစ်တွေကပြောပါရစေတပ်ဖွဲ့ဝင်အများစုမှာအသက်ကြီးသူများလည်းပါဝင်နေကြောင်းသိရပါရစေမတူညီတဲ့အင်အားစုတွေကိုစုစည်းထားတဲ့အတွက်စစ်ကောင်စီရဲ့တပ်စခန်းရှိတပ်ဖွဲ့ဝင်တွေကအချင်းချင်းရဲဘော်ရဲဘတ်စိတ်နှဲသလိုရှုံချီမှုလည်းနေကြကြောင်း PDF စီရေးတရင်ရင်းမြစ်ကသုံးသပ်ပါရစေ ။သိန်းစရာမီးရဲ့လက်နက်ခရမ်းတွေကိုကြည့်မယ်ဆိုရင်လေကိုမမကြည်ထက်သုံးနဲ့ဦးစီတနက်ဒီဇိုင်းပုံစံတနက်တွေနဲ့စီမုံရင်ရိုင်ဖယ်အချို့သာပေးပြီးဖြန့်အားပြင်းလက်နက်တွေဖြစ်တဲ့ပကုံးထန်းလောင်ချာနဲ့စစ်တနက်ကြီးတွေမတွေ့ရကြောင်း PDF စီရင်တဲ့အညီအမျှတွေကဆိုပါတယ်ဆက်လက်ပြီး၎င်းကစစ်ကောင်စီတပ်တွေကတိုက်ပွဲဖြစ်နေစဉ်အပြန်လက်စစ်ကူပေးမှုမရှိဘဲကိုစကန်အတိုင်းမခံရရေးတာအာယုံဆိုင်နေကြောင်းပြောပါတယ်စကန်တစ်ခုနဲ့တစ်ခုကနီနီလေးစစ်တောင်းမြဝမ်းမှာသူတို့ကကားနဲ့စကန်တွေဆိုရင်ဟိုဘက်ရွာဒီဘက်ရွာမြင်နေရတယ်တချို့ရွာတွေဆိုရင်တမိုင်တွင်းမှာရှိ ကြတယ်တချို့ရွာတွေဆိုရင်ဆက်ဆက်လူနီးပါးရှိရဲဒီလိုရှိတာတော့အဲ့ဒီစကန်းကိုတိုက်တယ်ဆိုရင်ဘေးနားကစစ်ကူမလာနိုင်ဘူးလို့ပြောပါတယ်စစ်ကူမလာကြခြင်းကညချင်းဖြစ်နေတဲ့အတွက်ဂျားပြတ်တိုက်ခိုက်ခံရမှာဆိုရင်ချင်းဖြစ်နိုင်တယ်လို့စစ်ကောင်စီတပ်သားတွေဖို့မိမိစကန်းမကြရင်ဦးစားပေးခြင်းလည်းဖြစ်နိုင်ကြောင်း PDS စီရင်တဲ့တင်ရင်းမြစ်တွေကဆိုပါတယ် စည်ရင်းလေးလာနေတဲ့မြန်မာသူတွေတင်မျိုးသားတအုပ်ကတော့စစ်ကောင်စီတပ်ကနယ်မြေစိုးမိုးမှုရနိုင်ပုံရှန်ကုန်းမန္တလေးကလန်တရှောင်းစကန်းငယ်များဖျန့်ချထားကြောင်းဆိုပါတယ် PDF တွေကစစ်ကောင်စီရဲ့စကန်းငယ်များကိုတိုက်ခိုက်ခြင်းဖြင့်စစ်ကောင်စီအတွက်စကန်းငယ်များမထားရဖို့လှုံ့ဆော်နေခြင်းဖြစ်ကြောင်း၎င်းကသုံးသပ်ပါတယ်စကန်းငယ်တွေအတိုက်ခံရတာများလာရင်စစ်တပ်ကစကန်းငယ်တွေကိုမထားရတော့ဘူးစကန်းကြီးတွေပြန်စုရတော့မယ်အရှင်ကစကန်းငယ်20ထားတဲ့နေရာမှာစကန်းကြီးတစ်ခုပဲထားတဲ့အထိပြန်စုရတာပေါ့အဲဒီကနယ်မြေထိန်းချုပ်နိုင်မှုလျော့ကျသွားတဲ့ဟာကွက်ကြီးပေါ်လာတယ်လို့စည်ရင်းလေး လာတဲ့မြန်မာသူတေသည့်မျိုးသားတအုပ်ကဆိုပါတယ်အဲ့ဒီလိုစကန်ငယ်တွေကိုစစ်စင်တိုက်ခိုက်ခြင်းကိုမြန်မာနိုင်ငံမှာစစ်တပ်အာဏာမသိမ်းမီကာလတွေကရခိုင်ပြည်နယ်မှာအရခတ်တတော်ရေးကလှုပ်ဆောင်ခဲ့ဘူးကြောင့်၎င်းကဆိုပါတယ် အဲ့ဒီတုန်းကအေအေကိုစစ်တပ်ကိုမတိုင်ဝင်မဲ့ရဲတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်ခဲ့တယ်လို့စစ်တပ်ထောက်ခံသူတွေက Facebook လူမှုကွန်ရက်မှာလောင်ပြောင်ခဲ့ကြကြောင်းစီရေးလိလာတဲ့မြန်မာသူတေတီမျိုးသားတောက်ကပြောပါရဲစစ်ကောင်စီတပ်ကပဲခူးတိုင်းရှိချမ်းမှာတိုက်ခိုက်ခံနေရတယ်လို့ပဲခူးတိုင်းအနောက်ချမ်းမင်းလာမြို့နယ်မှာလည်းရန်ကုန်ပြည်လမ်းပေါ်မှာပဲအစင်မြင့်ရရှိလေးဦးကို PDF တွေရဲ့တိုက်ခိုက်မှုခံထားပါရဲဒီလိုတိုက်ခိုက်ခံရပြီးရဲ့နောက်ဇွန်လ20ရက်မှာစတင်ပြီးအင်အား400ကျော်နဲ့စစ်ကြောင်းထိုးမှုတွေလှုပ်ဆောင်နေပါရဲ စစ်ကောင်စီရဲ့တာယာဝရီခိုင်စီမံအုပ်ချုပ်ရေးကောင်စီပါဝင်မြို့နယ်စီမံအုပ်ချုပ်ရေးဘွဲ့ဝင်ဒုတိယရေမှုနယ်စေဦးစီပထမရန်ရရှိလို့မင်းလာမြို့နယ်ကစစ်ကွင်းတာဆောင်စစ်စင်းကိန်းမှာဇွန်လ16ရက်က PDF တွေရဲ့တိုက်ခိုက်မှုတွင်တိဆုံသွားတဲ့နောက်စစ်ကောင်စီဘက်ကတုံ့ပြန်လာတာပါစစ်ကောင်စီကရှမ်းကုန်းပြည်လမ်းမှာပဲခူးရှိုးမှတောင်ကျေကိုဦးတည်ပြီးစစ်ကြောင်းထိုးနေပြီးရွာရှင်ရွာတမနဲကိုဝင်ရောက်ပြီးအရက်သားနေအိမ်တွေကိုမိရှို့ထားကြောင်းပဲခူးတိုင်းနောက်ချမ်းတာယာဝရီခိုင်ခြေဆိုင် PDF သတင်းရင်းမြစ်တွေကဆိုပါတယ်ပဲခူးတိုင်းတွင်မကြာခဏတိုက်ခိုက်ခံရပြီးတိုက်ပွဲအတွင်းထိခိုက် သေးခြင်းမူနဲ့စစ်တုံးပန်းများဖန်ခါရတဲ့ဒီအထင်အရဲစစ်ကောင်စီတပ်နည်းနဲ့အောင်ပွဲပြန်ရဖို့စွမ်းဆောင်နိုင်ခြင်းရှိမရှိကိုတော့ဆက်လက်ဆောင်ကြည့်ရပွဲရှိကြောင်းစင်ရေးလိလာသူအချို့ကပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်